အလောအလောမင်္ဂလာပါကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုပါရစေ channel ကိုအစင်အားပေးနေတဲ့ကျွန်တော် chip mace ွေညီကိုမောင်နှမအလောအလောကိုင်းခွန်လန်းတွေဖန်တီးပြီးတော့ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုပါရစေဒီကနေ့အဆိုရင်2324ရက်နေ့အတွက်ဖိတ်ခေါ်ထားတဲ့အလောကိုင်းခွန်လန်းတွေများဖြစ်ပါတယ်အဲဒီကနေ့ဖိတ်ခေါ်ထားတဲ့အလောကိုင်းနဲ့ဆိုရင်ဒီ deadline အနေနဲ့ကြည့်မယ်ဆိုရင်ဂျွန်30ကနေဂျွန်လ25ရက်နေ့အထိနောက်ဆုံး တွေ့ရပါတယ်စဝင်စားတဲ့ညီကူမောင်နှမတွေအန်ဒက်လိုင်းကိုတစ်ချက် remind လုပ်ပေးတာဖြစ်ပါတယ်လို့ဆိုရင်ကျွန်တော်တို့အလောက်ကိုင်းခွက်လိုက်နေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆက်ပြီးတော့အာလေ့လာကြည့်အောင်နော်ပထမဆုံးတစ်ဖွဲ့အနေနဲ့ကြည့်မယ်ဆိုရင် SLM အဖွဲ့ကတော့အမ်ရန်ကုန်မြန်မာအတွက်ကိုကျွန်တော်တို့ position 3ခုဖိတ်ခေါ်လာတာရှိပါတယ်ဒီနေ့ဒီပထမဆုံးအနေနဲ့ပထမဆုံး position ကတော့ senior programmer MAE HPAC ဆိုပြီးတော့ပြခေါ်ထားတယ်ဒုတိယတစ်ခုကတော့ Junior Programmated MAE HPAC အဲနောက်ဆုံးတစ်ခုကတော့ Senior Procurement and Supply Management Head Product ဆိုပြီးတော့ကျွန်တော် position တုံးခု SLM ကပြခေါ်ထားတွေ့ပါတယ်လို့နောက်တစ်ခုကတော့ Non Organization WCM ကစောက်တိုင်းရှမ်းအတွက် allocation တက်ဖြစ်ခေါ်ထားတဲ့ position ကတော့ mean assistant position ဖြစ်ပါတယ်။ဟုတ်နောက် SLM ကပဲထပ်ပြီးတော့ဖိတ်ခေါ်ထားတဲ့ allocation တစ်ခုကတော့ laboratory expert ဆိုတဲ့ position ကိုကျွန်တော်မြန်မာတက်ထပ်ပြီးတော့ဖိတ်ခေါ်ထားတာရှိပါတယ်။ဟုတ်နောက်တစ်ခုကတော့ organization ကတော့ DFP ဆိုတဲ့ organization ကတော့အဲ့နှစ်ခုဖိတ်ခေါ်ထားတဲ့ရန်ကုန်နဲ့မန္တလေး အတွက်ဖြစ်ပါတယ်ရန်ကုန်ကတော့ MNE consultant position ဖြစ်ပါတယ်မန္တလေးအတွက်ကတော့ project officer ဆိုတဲ့ position ဖြစ်ပါတယ်လို့ဟုတ်နောက်ပြီးတော့ now organization တခုအနေနဲ့ကြည့်မယ်ဆိုရင် good neighbor international မြန်မာကเนาะကျွန်တော်တို့မကွေး region เนาะမကွေး region တက်ကိုသူကဘာခေါ်ထားလဲဆိုရင် community development facilitator เนาะကျွန်တော်တို့ဒီစပြီးတော့တွေ့ကြုံရချင်တဲ့ညီကိုမောင်နှမတွေတက်ဒီအလောက်ကန်လေးကတော့တင့်တော်တယ်လို့ကျွန်တော်တော့မှတ်ချက်ပေးချင်ပါတယ်ဟုတ်နောက်ပြီးတော့ no organization ကိုကြည့်မယ်ဆိုရင် PUI organization ကကရင်အတွက်ဖန်အတွက်ကို HR assistant position now PUI ပဲမန္တလေးအတွက် project officer position ခေါ်ထားတာတွေ့ပါတယ် now IRC အဖွဲ့ကလည်းရခိုင်အတွက်ကို senior technical officer เนาะ ကျွန်တော်တို့ဒါကတော့ IRC ရဲ့ဘက်ကရခိုင်တက်ပြခေါ်ထားပါတယ်နောက်တစ်ခုကတော့အာ medicine jut um mondi ဆိုတဲ့ organization ကတော့ MHPSS advisor ကိုရန်ကုန်အတွက်ဖိတ်ခေါ်ထားတာရှိပါတယ်လို့နောက် PUI ကတော့ကရင်ပါအန်အတွက်ကိုတောင်းခုထပ်ဖိတ်ခေါ်ထားတာတွေ့ပါတယ်အဲပထမတစ်ခုကတော့ wash technical officer နော် wash နဲ့သက်ဆိုင်တဲ့အဲဒီကွေတန်ရှိရင်းနဲ့သက်ဆိုင်တဲ့ အနည်းပညာရှင်အရာရှိနောက်ပြီးတော့နောက်တစ်ခုကတော့ head supervisor nurse နော် head nurse scientist ကြီးချက်သူအနေနဲ့ဖိတ်ခေါ်တာရှိပါတယ်နောက်တစ်ခုကတော့ community monitor နော် community ကိုလိုက်ပြီးတော့လေ့လာကြည့်ချက်ရမယ် position ဆိုတော့ PUN ကတော့ position တော့ခုဖိတ်ခေါ်တာရှိပါတယ်ဟုတ်နောက်တစ်ခုကတော့ KEHOC organization ကတော့အဒီဒီ အမြဝတီနော်မြဝတီတောင်ရှိခရင် state ကကျွန်တော်တို့အတွက်ကိုခွန်ထားတဲ့ position က3ခုအမြဝတီအားလုံးကတော့အောက်မြဝတီတောင်ရှိအတွက်ပဲနော်3ခုစလုံးပထမဆုံးတစ်ခုက medical officer နော်နောက်တစ်ခုကတော့ nurse hospital base ဆိုပြီးတော့ position ခေါ်ထားတယ်နောက်တစ်ခုကတော့ x-ray technician နော် x-ray ပညာရှင်တက်ခေါ်ထားတာတွေ့ရပါတယ်လို့ ဟုတ်နော် organization တခုကတော့ good neighbor နော် neighbor international မြန်မာကတော့နော်အဲဘယ်တက်လဲဆိုရင်ကျွန်တော်တို့အဲ location ကတော့ညောင်တုံးညောင်တုံး project ဆိုပြီးတော့ဖော်ပြထားဆိုတော့ AWD တိုင်းပဲပေါ့နော်အဲအဒီအတွက်ကို position ကတော့ project coordinator ခေါ်ထားတာရှိပါတယ်အဲ now ARC organization ကလည်းတဝယ်တောင်းဆက်အတွက် mail assistant position ခေါ်ထားတာရှိပါတယ်ပြီးတော့ MTSTM organization ကလည်းမော်လမြိုင်အတွက်ကို admin and assist or admin and finance assistant position ခေါ်ထားတာရှိပါတယ်။ Now organization ကတော့ Alliance မြန်မာကတော့စကိုင်း region အတွက်ကို medical officer နော်ပြန်ပြီးတော့ကျော်ရံထားတဲ့ position ဖြစ်ပါတယ်။ပြီးတော့ MTSTM ကတော့ကျွန်တော်တို့အာစိုက်ထူ Monster အတွက်ကိုကျွန်တော်တို့ township facilitator နော် township facility data position ခေါ်ထားတာရှိပါတယ်လို့နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ဆိုရင်တဝင်းခရာအဖွဲ့ကလည်းတိုက်ကြီးရန်ကုန်တက္ကသိုလ် peer educator တင်ကြားရေးနဲ့သက်ဆိုင်တဲ့ post အဒီရာဒူကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်နောက်ပြီးတော့ w wvn organization ကလည်းတရားဦးအတွက်ကို child development facilitator နော်ကလေးတွေဖွံ့ဖြိုးရေးနဲ့သက်ဆိုင်တဲ့ပတ်ဖို့ကူညီသူပေါ့နော်ဟုတ်ပြီနောက်ပြီးတော့ i အာစီကလည်းစစ်တွေအတွက်ကိုခေါ်ထားတာနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ medical commodity and drug office officer ပေါ့နော်ဆိုတော့ကျွန်တော်စီးပညာနဲ့သက်ဆိုင်ပြီးတော့ကျွန်တော်တို့အကူတရေးတွေနဲ့သက်ဆိုင်တဲ့ position ဖြစ်ပါတယ်လို့ပြီးတော့ IRC ကလည်းအနောက်ထပ်တစ်ခုကတော့ supply chain officer ဆိုတဲ့ position တွေကိုအထပ်မံဖိတ်ခေါ်တာတွေ့ပါတယ်လို့ဒါကတော့ ဒီနေ့အတွက်ထပ်မံဝင်ပြပေးခြင်းနဲ့အလောက်ကန်ခွက်လန်းနေဖြစ်ပါတယ်အဲဒီအလောက်ကန်နဲ့သက်ဆိုင်တဲ့ link တွေကိုလည်းကျွန်တော်အစင်လိုက်ပဲဒီဒီ comment box မှာခြံထားခဲ့ပေးပါမယ်လိုအပ်တဲ့မိကူမောင်နှမတွေတက်ဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိလိုက်ပါလေးလာပေးတဲ့အတွက်ကျေးဇူးပါ နောက်ဗီဒီယိုမှာဒီလေးတယောက်လာမေးထားတဲ့ NGO မှာဘလို့အလောက်ရှောက်တင်တယ်ဆိုတဲ့ဟာကို အဲနှစ်ဖြန်ကြရင်ကျွန်တော်တအားတူ၍အဲပြန်လည်ဝင်မြတ်ပြီးမှဖြစ်ပါတယ်လို့ကျွန်တော် channel လေးကိုလည်း like share and subscribe လုပ်တာပြဖို့လည်းကောင်းစုပါရစေ။နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာနော်။